ျွန်တော်တို့ DC board တွေကို short ချဖို့အတွက် step down transformer တွေကိုအသုံးပြုကြပါတယ်။ DC board ကို short ချခြင်းရင်ဘယ်လိုလုပ်ပါသလဲ။ back converter ကိုအသုံးပြုပါတယ်။ဒါဆိုရင် back converter ဆိုတာကဘာလဲ။ဒီဗီဒီယိုမှာတော့ back converter ကိုဘာတွေနဲ့ဘယ်လိုတိောက်ထားလဲဘယ်လိုထိထိရောက်ရောက် DC ဘို့ကို short ချအလုပ်လုပ်လဲဆိုတာကိုလေ့လာကြည့်ရအောင်ပါ DC power source တစ်ခုရှိမယ်တွဲဖို့ဆိုကြပါစို့နောက်တစ်ခုအသုံးပြုမယ် ခလုတ်ကိုပုံမှန်လေးစီးကြက်ကြက်ကြပိတ်လိုက်ဖွင့်လိုက်လုပ်မယ်ဆိုလို့ရှိရင်နိုင်ပိတ်လိုက်ပုံမှန်လုံးလုံးနေချိန်မှာအလုတ်ချိန် duty cycle တဝက်ပဲရှိပါမယ်ခလုတ်ဖွင့်တဲ့အချိန်ကိုကြာကြာလေးထားလိုက်မယ်ဆိုလို့ရှိရင်အလုတ်လုတ်ချိန် duty cycle တွေတိုးလာမှာပါအလုတ်ဖွင့်တဲ့အချိန်ကိုတူတောင်းအောင်လုပ်လိုက်မယ်ဆိုလို့ရှိရင်တော့အလုတ်လုတ်ချိန် duty cycle တွေကညော့သွားမှာပါ အလုံးလုံးချင်း GD cycle ကို90ရာခိုင်နှုန်းဖြစ်အောင်အတိအကျဖွင့်လိုက်ပိတ်လိုက်လုပ်မယ်ဆိုလို့ရှိရင်အဝင် input ဘွားကိုတဝက်သားအသုံးပြုသလိုဖြစ်နေမှာပါဒီလို switch တဝက်လုတ်တဲ့နီးနဲ့တွဲဖို့ကနေပြီးတော့6ဖို့ဘူးလျှော့ခြင်းကိုလုပ်ဆောင်ပါတယ် ခလုတ်အနီနေရာမှာ electrical switch သို့မဟုတ် mosfet ကိုအစားထိုးအသုံးပြုလိုက်ပါမယ်။ mosfet ကို pwm signal နဲ့ဖွင့်လိုက်ပယ်လိုက်လုပ်ခိုင်းပါမယ်။ pwm signal ဘယ်လိုလုံးလုံးတယ်ဆိုတာကိုဒီဗီဒီယိုရဲ့နောက်ပိုင်းမှာရှင်းပြပေးပါမယ်။ FDA ဖွင့်လိုက်ပိတ်လိုက်လိုရတဲ့အတွက် DC ဘွားကပြတ်တောင်းပြတ်တောင်းဖြစ်ပြီးတော့လှိုင်းပုံစံတွေကချမ်းပါလေ။ချိုးမွေးဖို့အတွက် inductor လို့ခေါ်တဲ့ coil ကိုလုံးစီမရောက်ခင် CD တန်းဆက်ပြီးတော့ထည့်လိုက်ပါရစေ။ ဒါကအင်တတာလို့ခေါ်တဲ့ coin မှာအင်တတာလို့ပဲနောက်ပိုင်းသုံးပါရမယ်။ဒါကသူ့ကိုဖြည့်ဆည်းမယ်ကားတန်းနဲ့ဘူအားကိုတည်ငြိမ်အောင်ထိန်းပေးပါရစေ။ FD ပိတ်တဲ့အနေထားမှာ inductor ထဲမှာရှိတဲ့ current တွေကစတင်ပြီးတော့စီစဉ်ပြီးအလုပ်လုပ်ပါတယ်။ filter capacitor နဲ့အောင်တော့ထပ်ဆင်ပြန်တူပါတယ်။ inductor ကတော့ coin ကိုခွေခွေပြီးတော့တိဆောက်ထားတဲ့အတွက် magnetic field နဲ့ပဲလုပ်လုပ်တာပါ။ capacitor လောက် current ကိုတူလောင်ခြင်းချာချာမခံနိုင်ပါဘူး။ ်ဒီပုံစံနေထားမှာတော့ current ကုန်ရတဲ့ inductor ကိုအပြန်တူလောက်ပါတယ် inductor ရဲ့အလုံးလုံးဆောင်မှုကဘဝကိုချောမှုအောင်လှုပ်ဆောင်ပေးပေမယ်အဖီဒီဖွင့်ဝင်နေတဲ့ချိန်မှာ inductor ကဘွားကိုစောင့်ပြီးဆွဲယူတာကြောင့်အနှုတ်ပုံစံ line ကိုဖြစ်ပေါ်စေပါတယ်။အဲ့ဒီအနှုတ်ပုံစံ line ကအသုံးပြုတဲ့လုပ်ပစ္စည်းကိုထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်အနှုတ်အသွင် line တွေကိုလမ်းလွဲချပြတ်ဖို့ဒိုင်အုပ်ကိုတက်ဆိုင်အသုံးပြုပါတယ်။ဒီလောက်နဲ့လည်းမပြီးသေးပါဘူး။ တိုင်းကျန်းနေတာဂျမ်းနေပါသေးတယ်။ FD ကအဖွင့်ပိတ်နှင်းနေလို့မရပါဘူး။ FD အဖွင့်ပိတ်ဉာဏ်လေးလေတိုင်းကျန်းတွေနည်းလေးလေးပါပဲ။ဒါကြောင့် frequency ချိန်နှုန်းမြင့်နဲ့ PWM signal ကို FD ရဲ့ gate signal အနေနဲ့အသုံးပြုပါခြင်းပဲဖြစ်ပါတယ်။ပူအားတွေကိုပူပြီးတော့ချောမှုရအောင်ကပစီတာကိုလုတ်ပစ္စည်းနဲ့ပြိုင်ဆက်ဖြစ်အောင်တက်ဆင်ထားပါတယ်။ဒါကတော့ကပစီတာပါ ဖိတီပွင့်တဲ့နေသားမှာကားရန်ကိုသူ့ထဲမှာတူလောင်လိုက်ပါတယ်။ ိဒီပိတ်တဲ့အခါမှာတော့ကားရန်ကိုသူကပြန်ထုတ်ပေးပါတယ်ကိစ္စနည်းနည်းတော့ရှိပါသေးတယ် လုတ်ပစ္စည်းရဲ့ကားရန်စားသုံးမှုများလာရင်ဘဝကိုလည်းလက်ရောညီထွေဖြစ်အောင်ချိန်ညှိရပါတယ်။ဒါကြောင့်ပညာရှင်တွေကအလုတ်ချိန် duty cycle ကိုလက်ရောညီထွေပြောင်းလဲနိုင်အောင် feedback ဆိုတဲ့အာရုံကန်လန်းကြောင်းကိုတိစောက်ပေးထားပါတယ်။ feedback လမ်းကြောင်းပေါ်မူတည်ပြီးတော့ FD ရဲ့ခိတ်ကိုပေးဖို့တဲ့ PWM signal ရဲ့ frequency ချိန်နှုန်းကိုအနည်းအများပြောင်းလဲစေပါတယ်။ဟုတ်ပါပြီ PWM signal ဘယ်လိုလုပ်လို့ပါတယ်လဲ။ ါအခုနောက်ပိုင်းအဆင့်မြင့်လာတဲ့ back converter နော် BUCK back COMV ရဒီ back converter နော်ဟုတ်ကဲ့ back converter ဆိုတာက boost short ရဲ့ converter ကိုပြောတာဗျဟုတ်အဝင် supply ကတွဲဖို့ရှိမယ်နော်ဒီကောင်ဆိုလို့ရှိရင် BD ရဲ့ potential meter လေးပါတယ်ဟောငါကြတော့ကိုရအဝင်ဘူအားကဝင်ဘူအားကိုတွဲဖို့ပြီးသွင်းမယ်တွဲဘူကနေပြီးတော့ ဆက်ရဖို့ဆယ်ဖို့ကိုးဖို့ငားဖို့သုံးဖို့တဖို့เนาะအဲ့လောက်ဒီလိုတလို့ဆော့လို့ရတယ်ဒီဟာလေးကိုလက်လဲပြီးရောเนาะအခုကျွန်တော်အခုဒီဘာသာပြန်ထားရဲ့ဗီဒီယိုလေးอ่ะသူကဒါကိုပြောပြတာဒါပေမဲ့ကျွန်တော်တို့လက်တွေ့အသုံးပြုနေတဲ့အနေအထားမှာတော့ဒါလေးကအသုံးများလीဟုတ်ကဲ့ CA 1253ဆိုတဲ့ back computer လीနော်ဟုတ်ကဲ့သူကတွဲဖို့အဝင်ပေးသွင်း5ဖို့နဲ့3.3ဖို့ကိုငြိမ်းအောင်ထုတ်ပြရဟုတ် 12ဘိုးကနေပြီးတော့5ဘိုးဒိုမဟုတ်3.3ဘိုးတင်ငင်အောင်ထုတ်ပြန်နော်ဟုတ်ကဲ့သူတို့ကဘယ်လိုလုပ်လို့လဲဆိုတော့ရှင်းပြမယ်ဒါဘက်ကွန်ပျူတာလို့ခေါ်ရနော်ဟုတ်ကဲ့ဘက်ကွန်ပျူတာဆိုတာဘွေးလျှော့တဲ့ regulator တွေဆိုတာ regulator ကက်တွေဆိုတာဟုတ်ဒီစီဘို့ကို short ချဖို့အတွက် step down transformer တွေကိုလုပ်တယ်။ step down transformer တွေလုပ်နေပြီပါလေ။ဟုတ်ကဲ့ဒီ1နဲ့2ဆိုတော့ IC အပတ်ရီစိုက်ဖို့လည်းထွန်းရင်ထွန်းမယ်တွဲဖို့လည်းထွန်းရင်ထွန်းမယ်ဟုတ်လားနောက်စထောက်ဖို့ဘုန်းတယ်စသည်နော် ECU ရှော့ပြီးတော့ step down transformer တွေကိုတုံးညာရနော်ဟုတ်ကဲ့ဒါပေမဲ့ DGU ရှော့ချဖို့တော့ကြာတော့ပါရီကိုတုံးညာတယ်ရောင်းတော့ regulator လေ705လို့712လို့708လို့နော်798လို့အကောင့်တွေကိုတုံးညာအကောင့်တွေက မတရားမှုထွက်တယ်ခီးစင်းနေကိုတုံးရတယ်နော် MPR လည်းပြောတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာကျတော့ဒီလိုမျိုး back camera တွေကိုလုံးပြလာပြီဒီ back camera ဘယ်လိုလုပ်လို့လဲဆိုတော့ဗီဒီယိုထဲမှာရှင်းပြပါရတယ်ဒါပေမဲ့ကျွန်တော်တို့ကအများဆုံးအသုံးပြုနေကြဒီ back camera လေးနဲ့ပဲကျွန်တော်ကနမူနာရှင်းပြမယ်နော်ဟုတ်ကဲ့ DC power supply တခုရှိမယ်ဆိုတာ DC ရတယ်ငေါတွဲဖို့ပြီးသွင်းရမယ်လေဟုတ်ကဲ့ကျွန်တော်တွဲဖို့ပြီးသွင်းဖို့အတွက်က battery ရောကနေလာမှာပေါ့နော် battery ကိုပိုးရပဲလာလား ဒါမှမဟုတ်စကင်ပြရပဲလာလာပြရပဲလာလာဒီကောင်အတွဲကိုပေးသွင်းရမယ်ကောင်နေကဘလို့မျိုးဘိုးရှော့ချအသုံးပြုလဲဆိုတော့ဒီမှာတွဲဖို့ရှိရယ်ခွေရဟုတ်တွဲဖို့ရှိရယ်နော်ဒီမှာကအခီးဒီပါမယ်အခီးဒီကိုသူကခလုံးနဲ့ဥမာပေးပြီးတော့အလွယ်ဆုံးရှင်းပြလာတယ်နော်ဟုတ်ကဲ့ခလုတ်ကိုပိတ်လိုက်ဖွင့်လိုက်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 ပုံမှန်လုံးနေမယ်ဆိုလို့ရှိရင်ပိတ်လိုက်တဲ့ပိတ်လိုက်တဲ့အချိန်မှာ ွဲဘူးကတော့လာနော်အဲ့ဒီအချိန်မှာဟုတ်ကဲ့တော့ဖိုင်ရဲ့ချင်းဘိုးဖျောင်းဝင်ပြီးပြေးလိုက်ချင်းဘိုးဖျက်တော့ဝင်ပြီးပြေးလိုက်ချင်းဘိုးဖျက်တော့ဝင်ပြီးအဲ့နဲ့အချောက်ကြတော့ဘယ်လိုဖြစ်သွားလဲဆိုတော့ဘိုးကတဝက်ရောက်ပြီးတော့တဝက်မရောက်တော့အဲ့ဒီအနေနဲ့ဒီစနေဘူးကနေပြီးတော့၆ဘူးပြန်အောင်လုပ်လိုက်တယ်ပေါ့နော်အဲ့ဒါကိုဂျူဒီဆိုင်ကယ်လို့ခေါ်တယ်နော်တောက်လျှောက်တန်းလုံးလုံးနဲ့ဂျူဒီဆိုင်ကယ်ကတရားရတယ်နော်အခုကပိတ်လိုက်ဖွင့်လိုက်လုပ်တဲ့အတွက်ဘက်ကိုတက်ရောက်တဲ့ဘိုးကတဝက်ပဲရမှာလေအဲ့ဒီတော့ဂျူဒီဆိုင်ကယ်က90ရာခိုင်နှုန်းတော့ပြောတာနော်အကယ်၍များဟိုဖွင့်လိုက်တဲ့အချိန်ကို ျွန်တော်တို့အကြာကြီးထားမယ်ဖိလိုက်တဲ့အချိန်ကိုခဏလေးပြန်ခလုတ်ဖွင့်လိုက်မယ်ကိုရဟုတ်နော်အကြာကြီးထားမယ်ဖိလိုက်တဲ့အချိန်ကိုခဏလေးပြင်ဖွင့်လိုက်တဲ့အချိန်ကိုအကြာကြီးထားမယ်ဆိုလို့ရှိရင်ဒါ duty cycle အများကြီးဒီလိုကတွဲဖို့ပြီးသွင်းထားရင် duty cycle အများကြီးတော့ဟိုဘက်ကိုဟိုဘက်တော့တက်ရောက်မှာပေါ့ခုနကဘုရှိဖို့လောက်တက်ရောက်သွားမှာဟုတ်ဟုတ်တယ်ပါတော့ဖိတဲ့အချိန်ကနေတာပေါ့ဖွင့်တဲ့အချိန်အများသွားတော့လေခုနကဘုရှိဖို့လောက်ပဲရှိမယ်ဖိတဲ့အချိန်ကဘိုးကိုတားလိုက်မယ်တားလိုက်တဲ့ဘိုးကကျတော့နေသွားမှာ ဲ့ဒါကို duty cycle လို့ခေါ်တယ်နော်ဟုတ်ကဲ့အဲ့ဒါကိုသူက duty cycle လို့ခေါ်တယ်ဟုတ်ပြီအဲ့ဒါကိုသဘောပေါက်ပြီဆိုလို့ရှိရင်အဲဆိုတော့ခလုတ်ကိုတော့ကျွန်တော်တို့ကအသုံးပြုမှာဆိုရင်လူကအလကားကြီးနှိမ့်နေရပါလိဟုတ်ကဲ့ဒါပေမဲ့ဒီလိုမျိုး digital circuit တွေမှာကြာတော့လူကမနှိမ့်ဘူးနော်ဟုတ်ကဲ့အဲ့ဒီခလုတ်နေရာမှာသူက affinity ကိုစာထုတ်ပြီးသုံးပြလိုက်တယ် ဟုတ်ပြီနော်အဲ့ဒီအဖီဒီယိုစတော့တော့အဖီဒီယိုတည့်ရတိုင်းပဲလေခေရင်ဆိုအဖီဒီယို switch အနေနဲ့လုလို့လို့ရတယ်လို့ MP3 အနေနဲ့လုလို့ရတယ်မဒီကတ်ဒီမှာက switch အနေနဲ့လုလို့တာဗျာဒီဘက်ကဝင်လာဖို့ဒီဘက်ကိုပေးဖို့အတွက်ပဲလုလို့တာနော်ဒါပေမဲ့သူ့ကိုတောက်ချောက်ကြီးမပေးဖို့ခိုင်းဘူးပို့လိုက်မပို့လိုက်ပို့လိုက်မပို့လိုက်လုခိုင်းနေတာအဲ့ဒီတော့ signal ကိုဒီဘက်ခိုင်းမှာမလို့နော်ဟုတ်အဖီဒီရဲ့ gate ကို PWM ဆိုတဲ့ digital signal ပေးပို့ထားတယ်ပြည်။ signal မှာတော့မဟုတ်တော့မျိုးမျိုးရှိသေးရတော့ PWM ဆိုတဲ့ signal အမှာ high frequency နဲ့ပို့တယ်။တစ်စက္ကန့်ကိုအချိန်ကြီးပေါင်းနဲ့ကြည့်ပြီးပို့တာဗျာ။ဟုတ်20 kHz ဆိုတော့30 kHz ဆိုတော့အဲ့လိုမျိုးပို့တယ်။တစ်စက္ကန့်မှာတော့အချိန်ပေါင်းကြည့်ပြီးဖွင့်ပေးလုပ်ပေးရနော်။ဟုတ်ကဲ့လူကဘလို့တော့လုပ်လို့ရမှာဟုတ်တယ်မလားတစ်စက္ကန့်အောင်ချိန်တောင်းကြည့်ကြပါလေအဲဒီလိုမျိုးအစင်းမြင့် signal တွေနဲ့မောင်းထားရပြဟုတ် အဲ့ဒါခဏထအောင်ဘာလို့ဒီဖွင့်လိုက်ပို့လိုက်လုပ်တယ်ပေါ့နော် PDF အဲ့ဒီ PDF signal အကြောင်းကို TV ရဲ့နောက်ပိုင်းမှာရှင်းပြထားမယ်လို့ပြောပြထားတယ်နော်အဲ့ဒါအပိုင်းနဲ့မှာရှင်းပြမယ်ဒီဘက်ကနေပြီးတော့ဆန်းဘုတ်ဝင်လာတယ်ဒီဘက်ကနေပြီးတော့ထွက်လိုက်မထွက်လိုက်လုပ်တယ်ထွက်လိုက်မထွက်လိုက်လုပ်တဲ့အတွက် client ကဘယ်လိုဖြစ်လဲဆိုတော့ wave form ပါလေထွက်လိုက်မထွက်လိုက်ဖြစ်တဲ့အတွက်ပုံမှန်ဆိုရင်ဒီကြီးကတင်ငယ်နေမှာပြဗီဒီယိုကထွက်လာရဲ့ဟို signal ကလေဟာ oscilloscope နဲ့တိုင်လို့ရှိရင်မြင်မြောက်နေတိုင်းထွက်တယ် ဒါပေမဲ့ဒီလိုဖွင့်လိုက်ပြလိုက်လုံးလိုက်တဲ့အတွက်စစ်ကနေကဖွင့်နေတဲ့အချိန်မှာတော့ထောင်တက်သွားမယ်။နော်။စိတ်နေတဲ့အချိန်ကျတော့ကြာတော့အဲ့လိုဖွင့်လိုက်ပြလိုက်လုံးနေတော့လိုင်းနဲ့ဒီလိုတွေဖြစ်နေတယ်။ဒီလိုတွေဖြစ်နေတဲ့အတွက်ပြောရရင် DC ကမတည်ငြိမ်ဘူးပေါ့နော်။ဟုတ်ကဲ့။ဟို cipher တွေများတယ်။လိုင်းရင်ထား။လိုင်းရင်ထားတော့ဘာဖြစ်လဲဆိုတော့အဲ့ဒီလိုင်းထားနေတဲ့ DC ကိုအသုံးပြမှဆိုလို့ရှိရင်ကျွန်တော်တို့အသုံးပြလိုက်တဲ့ bluetooth box တွေနော်။ဟုတ်ဖုန်းနေဒါပဲဖြစ်ပေါ့နော်။ အဲ့ဒါတွေကဟိုထိလိုက်တာပေါ့နော်ဟုတ်ကဲ့အဲ့ဒီပစ္စည်းတွေကဒီပစ္စည်းကိုပဲခြိုက်တဲ့ကောင်တွေလေဒီလိုလိုင်းထားတဲ့ကောင်တွေနဲ့ဆိုတော့တက်တန်းအကြာရှိမကန်တာတို့ချက်ချင်းပြတ်သွားပြီဖြစ်တယ်ဗျဟုတ်အဲ့လိုမဖြစ်အောင်ဆိုပြီးတော့အဲ့ဒီစီရဲ့အထွက်မှာဟုတ်ပြီနော်ဟုတ်ကဲ့အသီးတွေထောက်မှာ꽌ယုံခံလိုက်တယ်ဗျဟုတ်ကဲ့꽌ယုံအင်ဒက်တာလို့ခေါ်တယ်နော်ဟုတ်အင်ဒက်တာအဲ့အင်ဒက်တာကဘာလို့လုပ်လဲဆိုတော့အသီးတွေကဖွင့်လိုက်ပြလိုက်လို့နော်ဟုတ်ကဲ့ဖိတ်လိုက်တဲ့အချိန်မှာ လှိုင်းရုတ်တရက်ပြုတ်ကြပါမယ်ထွန်းလိုက်တဲ့အချိန်မှာလှိုင်းရပြန်ထောင်တက်လာမယ်နော်ဟုတ်ကဲ့အဲ့လိုဖြစ်နေကြမှာပိတ်လိုက်တဲ့အခါမှာရုတ်တရက်ကြီးလှိုင်းရအောက်ကိုပြုတ်ကြမတော့အောင်လို့ဒီ indicator ကသူ့ရဲ့ magnetic field ဆိုတဲ့ electric sequence ကိုအသုံးပြုပြီးတော့လေဟုတ်ထိမ့်မိတာသူကဟို capacitor နဲ့ဥပမာပေးရဆိုတာဒါလုံးဝမတူညီဘူးအဲ့ဒီမှာသဘောတရားကြီးကိုမြင်တောင်လို့ပြောပြတယ်။ဟုတ်ကဲ့။သူကလည်း magnetic field ကိုအသုံးပြုပြီးတော့သူ့ရဲ့ current ကိုထိမ့်မိတာ။ဟုတ်။ခဏတာထိမ့်မိတာ။နော်။ ကပစီတာနဲ့ဆိုရင်သူအဆပေါင်းများစွာသူ့ရဲ့တူလောင်မှုတူလောင်နိုင်ကြီးကနည်းလွန်းတယ်ဒါပေမဲ့သူ့ရဲ့ဤကိုပြောင်းလဲနိုင်တဲ့စနစ်ကလည်းကပစီတာနဲ့ဆိုတခြားစီပဲဗျဟုတ်ကဲ့ဒါပဲဖြစ်ဖြစ်နားလည်အောင်ပြောရရင်တော့သူကလည်းပြောရရင်ကားကไอ้ไลน์ท่านเนี่ย DC โอ้ตัวเนี่ยดูตัดไหนแต่เราสู้ไม่ได้หรอกลงไปอ่ะป่ะเนาะไปเนี่ยเฉยมาตัวขนาดนี้ใช้ไม่ได้คว้นได้รู้สิงตัวอ้าเปลี่ยนอยู่ดิไปแล้วรู้สิงเปลี่ยนไปอ้าเปลี่ยนทุบเลยไอ้หลุเนี่ยตัวเนาะไอ้หลุตัวได้คํามาไซเฟอร์รอบทุกชื่ออ่ะตัวไอ้หลุมีอ้าว ပိတ်လိုက်တဲ့ရှင်မှာအဖီဒီကပိတ်တဲ့အနေမှာ तू ကအောက်ပြန်ထုတ်ပြီးကောင်းတယ်ဒါပေမဲ့အဖီဒီပွင့်တဲ့အချိန်မှာ तू ကအောက်ဆွဲယူလိုက်တဲ့အခါမှာဟိုချိုင်းရံလေးနှက်တဲ့နှက်သွားတယ်တဲ့ဟုတ်ကဲ့အဲ့ဒီလိုဖြစ်သွားတဲ့အခါမှာနှုတ်ကိုတက်ရောက်သွားတယ်အာနှုတ်ရဲ့ဝေးဖောင်ရည်မျိုးလေးအခွက်လေးလေပြင်မှာအဲ့အခွက်ပုံစံဖြစ်သွားတဲ့အခါမှာသူကလိုင်းအောင်ဆွဲယူလိုက်တော့အခွက်ကြီးဖြစ်သွားတာပေါ့အဲ့အခွက်နေထားမှာအနှုတ်ဖို့တက်ရောက်တဲ့အတွက်သူ့ကြောင့်ကိုငကိုလိုင်းကပိုးကြီးဆိုးသွားတယ်သူဆွဲယူလိုက်တဲ့အခါအဲ့ပြဿနာမဖြစ်အောင်လို့ဒီလိုမျိုးတိုင်အောင်လေးတစ်လုံးခံလိုက်တယ် ဟုတ်ကဲ့တန်ရုပ်ကလေးနဲ့လွန်ခတ်လိုက်တယ်တန်ရုပ်ကအနှုတ်ကနှုတ်ဘူးတွေကိုလမ်းကြောင်းပြောင်းပြီးချိန်ပြပြီးအဲ့လိုကိုလုပ်တယ်လေဟုတ်အင်းအဲ့ဒီနီးနဲ့သူ့ရဲ့အဲ့ဆက်တာရင်ဆွဲယူလိုက်လို့ဖြစ်သွားတဲ့စိုက်ဖက်ကိုဒီတိုင်ရောက်ကတာစီပြလိုက်တယ်ပေါ့နော်။ဟုတ်ပြီ MDC ဘိုးတွေကခွတ်တော့ခွတ်နေပြီတဲ့။ဟုတ်ကဲ့။ကွိုင်းခံလိုက်လို့တော့တော်တော်ခွတ်နေ။ဒါပေမဲ့ DC ဆိုဒီမှာလည်းဆိုတော့ကျွန်တော်ပြောသလို ဖြောင်းလဲကိုပဲကြိုက်တယ်ဟုတ်ဖေးလိုက်ဖွင်လိုက်ဖေးလိုက်ဖွင်လိုက် FPD ရဲ့အသိဖွင့်နှီးနေမှာဆိုလို့ရှိရင်နော်သူကလှိုင်းနေရပို့ပြီးတော့ဟိုပါဘောနော်လှိုင်းနေရပို့ပြီးတော့ repair repair ဖြစ်တာဘောနော်ပို့ပြီးတော့လှိုင်းထားရပြဟုတ်ကဲ့တကယ်လို့ FPD ရဲ့ပေးလိုက်ဖွင့်ပေးလိုက်ဖွင့်တော့အချိန်များရင်များသလိုပြောရရင်တော့ repair လေးတော့ထားနေရပဲဒါပေမဲ့အချိန်များရဲ့အတွက်သူက test တစ်ဖြောင်းလဲလို့ပြတ်သွားနော်ဟုတ်ကဲ့အဲ့ဒီတော့ FPD ရဲ့ဟို ဂိမ်းကိုလာတဲ့ signal ရတယ်မြန်ဖို့လိုတယ်အားကြောင့် PWM signal ကိုသုံးပြရနော်ဟုတ်ကဲ့အဲ့ဒါကြီးပြီးလဲပြီးတော့ဒီ inductor ရဲ့အထွက်မှာ feeder capacitor ကိုခံရရဲ့ဟုတ်ကဲ့အဲ့ feeder capacitor လုံးပစ္စည်းနဲ့ပြိုင်ဆက်ပြီးတော့သုံးပြထားရပါတော့နော်အဲ့ feeder capacitor ကို ဖီလာကပစီတာရဲ့လောက်ကပါလဲဆိုတော့ယင်ဗီဒီယိုမှာလည်းရှင်းပြပြတာလေဖီလာကပစီတာချက်ချီချက်လုပ်တယ်ပိတ်နေပိတ်ရနေထားမှာသူကအားကိုပြန်ထုတ်ပြီးရယ်နော်ဖွင့်တဲ့နေထားမှာအားတွေပြန်ပြီးတော့လောင်တယ်ဟုတ်တယ်ဟုတ်ကဲ့အဲအဲ့ဒီလိုလုပ်တယ်ဒါပေမဲ့ဒီဘက်ကလုံးချိတ်တာနော်လုံးဆိုတာပစ္စည်းမျိုးမျိုးဖြစ်နိုင်တယ်လေဟုတ်ဘလူးတူဘောက်ဖြစ်နိုင်တယ်မီလုံးတွေဖြစ်နိုင်တယ်နော်ဖုံးတွေလည်းဖုံးချာချာတွေလည်းဖြစ်နိုင်တယ်အဲ့ချာချာကဝက်များလို့ရှိရင်ဒီကနေပြီးတော့ MBA ဆွဲယူမှုများတယ်ဟုတ်ကဲ့ နော်ကားရကိုဆွဲမှုများပဲအဲဒါဆိုလို့ရှိရင်ဆွဲမှုများပြီဆိုတဲ့အတွက်ဘိုးကတသက်မတည်းအခုထုတ်နေဘိုးနဲ့တသက်မတည်းသွားနေလို့မရဘူးဘိုးကဝက်ကဘလောက်များမှန်းပြီဝက်များရင်ဘိုးကလည်းမင်းမထုတ်ရင်ထုတ်ရမယ်ဟုတ်နော်ဘိုးနဲဝဟိုဝက်နဲဝလို့ရှိရင်ဘိုးကလည်းနည်းနည်း short ထုတ်ရင်ထုတ်ရမယ်သူကလည်းအဲ့လိုမျိုးအလိုက်ပြန်သွားဖို့ကလည်းလိုသေးတယ်အဲ့တော့ပညာရှင်တွေက fiber လမ်းကြောင်းဆိုတာကိုတိစောက်တာပေါ့နော်အဲ့ fiber လမ်းကြောင်းကတော့ဒုတိယပိုင်းကျမှဆက်ပြန်ဟုတ်ကဲ့ ဒါဘတ်ကွန်ပျူတာပေါ့နော်ဟုတ်ပြောနေအကြောင်းအရာတွေကမသိရရတကယ်လက်တွေ့မှာကိုရီးယားဓာတ်တွေကိုအခုရင်းကြီးဒီဆောက်ရလဲမလို့လေဟုတ်ဒီကက်တွေဆိုတာလည်းတော်ဝင်လို့ရတယ်ဒါမသိတော့ကောင်းတာပေါ့နော်ဟုတ်ကဲ့ဒီကတော့ပြချက်ကိုစဉ်းစားရတဲ့နေရာမှာအထောက်အကူပြုရပြဟုတ်များများတိထားလေပြချက်ရှာတာမြင်ရလေနော်ဟုတ်ကဲ့